ဒီနေ့မှာတော့တဘာဝဘေးရန်ရည်နဲ့ပတ်သက်ပြီးအလွန်အရေးကြီးတဲ့စိတ်မချမ်းမြေစရာကောင်းတဲ့သတင်းတစ်ခုကိုအသေးစိတ်တင်ဆက်ပေးခြင်းပါတယ်။ဒါကတော့ကျွန်တော်တို့ရဲ့အင်ဒီဂျင်ဖိလစ်ပိုင်နိုင်ငံကြုံတွေ့နေရတဲ့ရေဘေးအန္တရာယ်ကြီးတစ်ခုအကြောင်းပါပဲ။ဖိလစ်ပိုင်နိုင်ငံဟာကမ္ဘာပေါ်မှာတဘာဝဘေးရန်ရည်အကျရောက်ဆုံးနိုင်ငံတစ်နိုင်ငံအဖြစ်နှစ်စဉ်သတ်မှတ်ခံရတဲ့နိုင်ငံတစ်ခုဖြစ်ပြီးအခုတစ်ခါမှလည်းအပူပိုင်းမုန်တိုင်းရာမေးရဲ့ဝင်ရောက်တိုက်ခတ်မှုကြောင့်နိုင်ငံတစ်ဝန်းအထူးသဖြင့်ကန်အိုရန်ဒေတာတွေနဲ့မြေနိမ့်ပိုင်းဒေတာတွေမှာအကြီးအကျယ်ရေလွှမ်းမှုမှုတွေဖြစ်ပေါ်နေပါတယ်။ ဒီမုန်တိုင်းဟာဖိလစ်ပိုင်နိုင်ငံကိုဖျက်ချော်၍ရှားသွားတာနဲ့မျှမိုးသည်ထန်စွာရွာသွန်းမှုတွေမုန်တိုင်းဒီရေလှိုင်းလုံးကြီးတွေဝင်ရောက်မှုတွေပြီးတော့မြေဝမ်းဒေသကြီးတွေကမြေရေတွေရှန်တက်မှုတွေကြောင့်လူနေရပ်ကွက်တွေအများအပြားရေအောက်ကိုရောက်ရှိသွားခဲ့ပါတယ်။အခြေအနေတွေဒီထက်ပိုမဆိုးလာခင်မှာပဲအစိုးရဌာနဆိုင်ရာတွေကအရေးပေါ်တုံ့ပြန်မှုတွေအပြင်းထန်လှုပ်ဆောင်နေရပြီးပြည်သူတွေကိုဘေးလွတ်ရာစီကြိုတင်ရွှေ့ပြောင်းပေးနေရတဲ့သတင်းတွေကိုကြားသိနေရပါတယ်။အခြေအနေရဲ့အစပြုရာကတော့အောက်တိုဘာလ18ရက်နေ့စနေနေ့မှာပဲဖြစ်ပါတယ်။ နိုင်ငံတကာအမည်အဖြစ် Trami လို့ခေါ်တဲ့အပူပိုင်းမုန်တိုင်း Rami ဟာဖိလစ်ပိုင်နိုင်ငံအတွက်ကြီးမားတဲ့စိန်ခေါ်မှုတစ်ရပ်အနေနဲ့စတင်ပေါ်ပေါက်လာခဲ့တာပါဒီမုန်တိုင်းဟာဖိလစ်ပိုင်ရဲ့ကူဘက်မြို့နီးကနေပထမဆုံးချိန်ကုန်းတွင်းပိုင်းကိုစတင်ဝင်ရောက်လာခဲ့ပါတယ်မုန်တိုင်းစတင်ဝင်ရောက်လာတာနဲ့တပြိုင်တည်းမှာပဲဘီကိုဒေတာနဲ့အရှိဗီဆိုင်းရဲ့ဒေတာတစ်ချောင်းလုံးမှာမိုးရေချိန်အလွန်များပြားပြီးသဲထန်လာတဲ့မိုးတွေကနာယီမလက်ရွာသွန်းခဲ့ပါတော့တယ်လက်ရှိခံမှန်းထားတဲ့မုန်တိုင်းရဲ့လမ်းကြောင်းကတော့အနောက်ဘက်ကိုဆက်လက်ရွေ့ချနေပြီး လူဆောင်ကျွန်းအလဲပိုင်းကိုဒုတိယကြိမ်ထပ်မံဝင်ရောက်ဖို့ရှိနေတာပဲဖြစ်ပါတယ်။အထူးဆိုရင်ဇာအကောင်းဆုံးအခြေအနေကတော့ဒီမုံတိုင်းလမ်းကြောင်းဟာလူဦးရေတန်းတဲ့ခြေပြီးနေထိုင်ကြတဲ့မြို့တော်မက်ထရိုမနီလာအပါအဝင်ဖိလစ်ပိုင်ရဲ့အထူးအရေးပါတဲ့ဒေသကြီးတွေကိုပါတိုက်ရိုက်ချင်းချောင်နေတာပဲဖြစ်ပါတယ်။ဖိလစ်ပိုင်မိုးလေဝသဘူမိယူပဗေဒနဲ့နဂထဗေဒဆိုင်ရာဝန်ဆောင်မှုများအုပ်ချုပ်ရေးအဖွဲ့ပါကာဆာကလည်းပြည်သူတွေကိုသတိရှိကြဖို့ဇက်တိုက်ဆိုသလိုပြင်းထန်တဲ့သတိပေးချက်တွေထုတ်ပြန်ပေးနေကြရပါတယ်။အဓိကဖြေဆိုရင်ရတဲ့အနေရကတော့ မုန်တိုင်းကြောင့်ဖြစ်ပေါ်လာနိုင်တဲ့ဒီရေလှိုင်းလုံးကြီးတွေပဲဖြစ်ပါတယ်ဒီလှိုင်းလုံးတွေဟာကန်ယိုရန်ဒေတာတွေကိုရေလွှမ်းမှုဖို့အလားအလာအလွန်များပြားနေပြီး၎င်းတို့ရဲ့အမြင့်ဟာ2မီတာ6ပေကျော်ထိရှိနိုင်တယ်လို့ပါကာစာကသတိပေးထားပါတယ်ဒီလိုပြင်းထန်တဲ့တန်ကိုအဓိကခံရနိုင်ခြေရှိတဲ့နေရာတွေကတော့အခြေခံအဆောက်အုံနှိမ့်ကြပြီးဆင်းရဲနွမ်းပါမှုတုံမြင့်မားတဲ့ကာတန်ဒူအန်စကျွန်းနဲ့အယ်ဘေးပြည်နယ်တို့ရဲ့ကန်ယိုရန်ဒေတာတွေပဲဖြစ်ပါတယ်အဲ့ဒီဒေတာတွေကပြည်သူတွေထောင်ပေါင်းများစွာကိုတော့ အာနာပိုင်းတွေကဘေးလွယာရက်စီကိုအရေးပေါ်ရွှေ့ပြောင်းပေးနိုင်ခဲ့ပြီလို့သိရပါတယ်။ဒီရာမင်းမုန်တိုင်းကယူဆောင်လာတဲ့ရေဘေးဒုက္ခဆိုတာပုံစံတစ်မျိုးတည်းမဟုတ်ပဲနေရာဒေသအလိုက်အသွင်ပြင်ကွဲပြားနေတာကိုတွေ့ရပါတယ်။မုန်တိုင်းနဲ့အတူပါလာတဲ့မယမနာသဲထန်သွားရွာသွန်းနေတဲ့မိုးရေတွေရဲ့ရလကတော့မြစ်တွေချောင်းနေတဲ့မှာရေမျက်နှာပြင်အဆပတန်မြင့်တက်လာပြီးကမ်းပါးပေါင်တွေကိုကျော်လွန်ကာမြစ်ရေတွေရှန်တက်မှုပဲဖြစ်ပါတယ်။ပါကာဆာကလည်းအချိန်တွေကိုစောင့်ကြည့်ပြီးဘီဂိုးမြစ်ဝမ်းနဲ့ ပန်ပန်ကာမြေဝမ်းပါဝင်အထူးကမြေဝမ်းဒေသအများပြားအတွက်ရေကြီးမှုသတိပေးချက်တွေထုတ်ပြန်ခဲ့ပါတယ်။ဒါကြောင့်ဒီမြစ်တွေရဲ့ပတ်ဝန်းကျင်ကမြေနေပိုင်းဒေသတွေနဲ့ရေကြီးလေးရှိတဲ့နေရာတွေအလုံးဟာအန္တရာယ်အလွန်မြင့်မာတဲ့အခြေအနေနဲ့ရင်ဆိုင်နေရပါတယ်။ဥပမာအနေနဲ့ကာပစ်ပီနယ်က Rosex မြို့မှာဆိုရင်မြေကြီးတစ်ဖြည်းဖြည်းတက်လာပြီးအနီးနားကရက်ွက်တွေရေလွှမ်းမှုခံရတဲ့အတွက်မြို့တော်ခန်းမကိုအရေးပေါ်ဘေးလွယာရွှေပြောင်းရေးစခန်းအဖြစ်ဖွင့်လှစ်ပြီးအသုံးပြုနေခဲ့ရပါတယ်။ အာနာပိုင်းတွေအတွက်အကြီးမားဆုံးစိုးရိမ်ထိတ်လန့်စရာအကြောင်းကတော့မုံတိုင်းရဲ့လမ်းကြောင်းဟာဖိလစ်ပိုင်နိုင်ငံရဲ့အချက်အချာကျတဲ့မြို့တော်မက်ထရိုမနီလာစီကိုတိုက်ရိုက်ဥတီနေခြင်းပဲဖြစ်ပါတယ်။မနီလာမြို့တော်ဟာလူဦးရေအလွန်ထူထပ်ပြီးအဆောက်အုံတွေကျက်ညက်နေတဲ့မြို့ကြီးတစ်မြို့ဖြစ်တဲ့အပြင်သူ့မှာနှစ်စဉ်နှစ်တိုင်းကြုံတွေ့နေရတဲ့မြို့ပြရေလွှမ်းမှုမှုဆိုတဲ့နာတာရှည်ပြဿနာရှိနေပါတယ်။မြို့ရဲ့ရေနှုံမြောင်းစနစ်တွေဟာလူဦးရေရဲ့ဖိအားနဲ့ဆွန့်ပစ်ပစ္စည်းတွေကြောင့်အမြဲတမ်းလိုလိုပိတ်ဆို့နေတတ်ပါတယ်။ဒါအပြင်အခြေခံအဆောက်အုံတွေကလည်းလုံလောက်မှုမရှိသေးတာကြောင့် မိုးအပြင်းထန်ရွာသွန်းလိုက်တိုင်းမှာရုတ်တရက်ရေရှမ်းမှုတွေဖြစ်ပေါ်ဖို့အလွန်လွယ်ကူနေပါတယ်။ဒီလိုအခြေအနေမျိုးကိုပြီးခဲ့တဲ့2024ခုနှစ်အော်တိုဘာလကဝင်ရောက်ခဲ့တဲ့ခရစ်စတင်းမုံတိုင်းတို့ကလည်းကြုံတွေ့ခဲ့ရပြီးဖြစ်ပါတယ်။အဲ့ဒီတုန်းကပါကာဆာကထုတ်ပြန်တဲ့သတိပေးချက်မှာမက်ထရိုမနီလာကရက်ကွက်ပေါင်းယာနဲ့ချီကိုရေကြီးရေရှမ်းမှုအန္တရာယ်ရှိတဲ့နေရာတွေဖြစ်သတ်မှတ်ခဲ့ရပါတယ်။အခုတကြိမ်ရာမင်းမုံတိုင်းဝင်လာဟာလည်းအဲ့ဒီဒဏ်ရာဟောင်းကိုပြန်လည်ဆွာပေးလိုက်တဲ့လိုမျိုးဖြစ်နေတဲ့အတွက်မြို့တော်ရဲ့အခြေအနေကိုအထူးစိုးရိမ်ပေါ်ရရှိနေတယ်လို့သတင်းရရှိပါတယ်။ ။မိုးရေဆိုတာကမြေနေပိုင်းမြို့ပြတွေမှာရေရှမ်းရုံတသက်မဟုတ်ပါဘူး။အဲ့ဒီမိုးတံတွေဟာဖိလစ်ပိုင်ရဲ့ရေးကြီးတဲ့တောင်တန်းဒေသတွေစီကပါအဆက်မပြတ်ရွာသွန်းနေတာကြောင့်နောက်ထပ်ကြီးမားတဲ့အန္တရာယ်တစ်ခုကပါခေါင်းထောင်လာပါတယ်။အဲ့ဒါကတော့မြေပြုံမှုအန္တရာယ်ပဲဖြစ်ပါတယ်။တောင်တန်းတွေမှာမိုးရေတွေအဆက်မပြတ်စိုက်ဝင်လာတဲ့အခါမြေကြီးတွေဟာရေဝပြီးပျော့ဤလာပါတယ်။ဒီလိုအခြေအနေမျိုးမှာတောင်ဆောင်တွေဟာဖွဲ့စည်းပုံပြောင်းပြင်းပြီးဘယ်အချိန်မှမစိုးအင်အားပြင်းပြင်းနဲ့ပြိုကျလာနိုင်တဲ့အန္တရာယ်ကအလွန်ကိုမြင့်မားနေပါတယ်။ ဒါကြောင့်မုံတိုင်းနယ်ခံနေရတဲ့ပြည်နယ်တွေကအာဏာပိုင်တွေဟာအနီးကပ်စောင့်ကြည့်ရေးကိုအထူးကူပြုလှုံ့ဆော်နေရပါတယ်။သူတို့ရဲ့အဓိကတာဝန်ကတော့အန္တရာယ်ရှိတဲ့နေရာတွေကပြည်သူတွေကိုနုံနုံကြကြရှိနေဖို့ ਨੇ ။အစိုးရကလည်းရွှေပြောင်းရေးအမိန့်တွေထုတ်ပြန်လာခဲ့ရင်တဆက်ကန့်အောင်မဆိုင်ပဲချက်ချင်းလိုက်နာဖို့အဆက်မပြတ်အတိပေးကြညာနေရတာပါပဲ။အထူးသဖြင့်လှပပေမဲ့လည်းမြေပြိုလွယ်တဲ့ဘာကီယိုလိုတောင်ပေါ်မြို့ကြီးတွေအတွက်တော့ဒီအန္တရာယ်ဟာတခြားဘယ်နေရာထက်မဆိုပိုပြီးကြီးမားနေတယ်လို့ဆိုရမှာပါ။ဒီလိုမျိုးဘေးအန္တရာယ်ကြီးတစ်ခုက နိုင်ငံကိုလာရောက်ချင်းချောင်းနေတဲ့မှာတော့ဖိလစ်ပိုင်အစိုးရရန်တရားတစ်ခုလုံးဟာလည်းပုံမှန်အလုပ်လုပ်တာမျိုးမဟုတ်ပဲအရေးပေါ်အခြေအနေနဲ့အချိန်အပြည့်ဆုံးလည်ပတ်နေခဲ့ရပါတယ်အစိုးရရဲ့အဓိကအာရုံစိုက်ရာကတော့အသက်တွေကိုကယ်ဆယ်ဖို့ပါပဲအမျိုးသားပေးရနေရဲ့ထိခိုက်မှုရှော့ချရေးနဲ့စီမံခန့်ခွဲမှုကောင်စီနဲ့ဒေသဆိုင်ရာအစိုးရအဖွဲ့များ LGUS တို့ဟာ NRA ရှိသောနေရာတွေကပြည်သူတွေကိုမုံတိုင်းမရောက်ခင်ကတည်းကကြိုတင်ရွှေ့ပြောင်းပေးတဲ့လုပ်ငန်းတွေကိုချက်ချင်းစတင်လှုပ်ဆောင်ခဲ့ပါတယ် အချက်လက်တွေရဆိုရင် Bigol data တစ်ခုထဲမှာလည်းအိမ်အောင်စုပေါင်း၈၀၀၀နီးပါးကိုဘေးလွရာကိုအရောက်ပို့ဆောင်ပေးခဲ့ရပါတယ်။ LB နဲ့ Garden Duans လို့အနိုင်ပိုင်းကန်ရုံးတန်း data တွေမှာ ဆိုရင်လည်းပြည်သူတောင်းတဲ့ချီဟာမုန်တိုင်းတံကိုကြိုတင်ရှောင်ရှားနိုင်ဖို့ဘေးကင်းလုံခြုံတဲ့နေရာတွေဖြစ်တဲ့ဘေးလွရာစခန်းတွေစီကိုပြောင်းရွှေ့ခဲ့ကြရပါတယ်။ဒီလိုကြိုတင်ဆောင်ရွက်နိုင်မှုဟာအစိုးရရဲ့အတွေ့အကြုံကနေသင်ခန်းစာယူမှုပဲဖြစ်ပါတယ်။ကယ်ဆယ်ရေးနဲ့ထောက်ပံ့ရေးပိုင်းမှာတော့လူမှုဝန်ထမ်းနဲ့ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနဟာတက်ကြွစွာပါဝင်နေပါတယ်။ သူတို့ဟာရေကြီးရေရှမ်းမှုကြောင့်အိမ်တွေပျက်စီးသွားသူတွေအတွက်လိုအပ်တဲ့ကယ်ဆယ်ရေးပစ္စည်းတွေနဲ့ချက်ပြုတ်စရာမလိုတဲ့စားနပ်ရိက္ခာတွေကိုကြိုတင်စုဆောင်းပြီးဖြန့်ဝေပေးဖို့အသင့်ပြင်ဆင်ထားခဲ့ပါတယ်။ဒါအပြင်မုံတိုင်းကြောင့်ပင်လယ်ခီးစဉ်တွေရပ်ဆိုင်းလိုက်ရတဲ့အတွက်စိတ်ကမ်းတွေမှာတောင်းတနေတဲ့ခရီးသွားတွေကိုပါလူသားချင်းစာနာထောက်ထားမှုအကူအညီတွေပေးအပ်ဖို့အစီအစဉ်နေရပါတယ်။ကျန်းမာရေးဝန်ကြီးဌာနကလည်းကျန်းမာရေးဆိုင်ရာပြင်ဆင်မှုတွေကိုလှစ်လျူမရှုခဲ့ပါဘူး။မုံတိုင်းဖြတ်သန်းမဲ့လမ်းကြောင်းတစ်လျှောက်ကဆေးရုံအလုံးကို Code White Alert အဆင့်အထိတိုးမြှင့်သတ်မှတ်ထားပါတယ်။ ဒီအဆင့်ဟာဘလို့ရေးပေါ်ကျမ်းမာရေးအခြေအနေမျိုးဒဏ်ရာရတာရေနစ်တာယောဂဖြစ်တာစသဖြင့်ဒီအခြေအနေမျိုးတွေကိုပဲအခြေအနေမျိုးမဆိုကြုံလာခဲ့ရင်ဆေးရုံတွေကဝန်တိုင်းအင်အားနဲ့ဈေးဝါပစ္စည်းတွေအပြည့်စုံနဲ့အသင့်ပြင်ထားရမယ်အမြင့်ဆုံးသတိပေးအခြေအနေပဲဖြစ်ပါတယ်။ခြုံပြောရရင်ဌာနဆိုင်ရာအလုံးဟာခိုင်မာစွာချိတ်ဆက်ပြီးချက်ချင်းတုံ့ပြန်ဆောင်ရွက်နေကြတာကိုတွေ့ရပါတယ်။ဒါဟာဖိလစ်ပိုင်နိုင်ငံကနှစ်စဉ်နှစ်တိုင်းအပူပိုင်းမုန်တိုင်းများတာကိုရင်ဆိုင်ခဲ့ရတဲ့ခါးသီးတဲ့အတွေ့အကြုံတွေကနေရရှိလာတဲ့ ပုံမှန်စနစ်ကြပြီးပြုပြင်မုံမှန်ထားတဲ့ဘေးရန်ရဲ့တုံ့ပြန်မှုစနစ်တွေရဲ့အောင်မြင်မှုရလဒ်တစ်ရက်ပဲဖြစ်ပါတယ်။ဒီလိုအခြေအနေတွေကိုကြည့်ပြီးစဉ်းစားစရာမေးခွန်းထုတ်ကြတာခုပေါ်လာပါတယ်။ဒါကြောင့်ဖိလစ်ပိုင်နိုင်ငံဟာဒီလိုကြီးမားတဲ့သဘာဝဘေးရန်ရဲ့ဒဏ်ကိုအမြဲတမ်းလိုလိုခံနေရတာလေ။တကယ်တော့ဒါဟာလောလောဆယ်ဝင်ရောက်လာတဲ့မုံတိုင်းတစ်ခုရဲ့ပြဿနာမဟုတ်ပါဘူး။ပိုပြီးနဲ့နေတဲ့ပိုပြီးကြီးမားတဲ့အကြောင်းရင်းတွေအများကြီးရှိနေပါတယ်။ဖိလစ်ပိုင်ဟာပထဝီအနေထားအရအလွန်အန္တရာယ်များတဲ့နေရာမှာတည်ရှိနေတာပါ။ ဥပမာအနေနဲ့2025ခုနှစ်အတွက်ထုတ်ပြန်ခဲ့တဲ့ကမ္ဘာ့ဘေးအန္တရာယ်အညွန့်ကိန်းအရာဖိလစ်ပိုင်နိုင်ငံဟာကမ္ဘာပေါ်မှာရေလွှမ်းမှုမှုပါဝင်တဘာဝဘေးအန္တရာယ်ကြားရောက်နိုင်ခြင်းအများဆုံးနိုင်ငံတွေထဲမှာထိတ်ဆုံးတာကပါဝင်နေသေးပဲဖြစ်ပါတယ်။ဒါဟာမုံတိုင်းဖြတ်တန်းရလိုင်းနောက်မှာတည်ရှိနေတဲ့အတွက်ရှောင်လွှဲလို့မရတဲ့အခြေအနေတည်းရဖြစ်ပါတယ်။ဒါဟာလက်ရှိဖိလစ်ပိုင်ရဲ့အခြေအနေကိုပိုပြီးဆိုးရွားအောင်လှုပ်ဆောင်နေတဲ့အဓိကအကြောင်းရင်းကြီးတစ်ခုပါပဲ။တိုက်ပံနေကြလိလမှုတွေအားလုံးကညှို့ပြနေတာကတော့ ကဘာကြီးပူနေလာမှုဟာအပူပိုင်းမုန်တိုင်းတွေရဲ့ပြင်းအားနဲ့ဖြစ်ပွားနှုန်းကိုပိုပြီးမြင့်တက်လာအောင်တွန်းအားပေးနေတာပဲဖြစ်ပါတယ်။တနည်းအားဖြင့်ပြောရရင်မုန်တိုင်းတွေကအရင်ကထက်ပိုပြင်းထန်လာသလိုဝင်ရောက်လာတဲ့အချိန်ကြီးကလည်းပိုပြီးမကြာခဏဖြစ်လာနေပါတယ်။ဒီအချိန်တွေရဲ့ရလဒ်အနေနဲ့ဖိလစ်ပိုင်ဟာအရင်ကထက်ပိုမိုဆိုးရွားတဲ့မိုးရွာသွန်းမှုတွေပိုမိုကြောင်းမဲ့ဖွဲ့ကောင်းတဲ့ရေကြီးရေလျှံမှုတွေကိုနှစ်စဉ်ကြုံတွေ့လာနေရတာပဲဖြစ်ပါတယ်ခင်ဗျာ။ရာသီဥတုပြောင်းလဲမှုရဲ့နောက်ဆက်တွဲအနေနဲ့ဖိလစ်ပိုင်နိုင်ငံဟာပင်လယ်ရင်မျက်နှာပြင်မြင့်တက်မှုတန်ကို ကမ္ဘာပြန်ပြနှုံထက်နှစ်ဆပုံမှန်မြန်ဆန်စွာကြုံတွေ့နေရပါတယ်။ဒါကြောင့်ကင်ရန်ဒေတာတွေမှာရေလွှမ်းမှုမှုတွေနဲ့မုန်တိုင်းဒီရေလိုင်းတွေဟာအရင်ကထက်ပိုပြီးဆိုးရွားလာရတာဖြစ်ပါတယ်။ဒါကတော့လူတွေဖန်တီးလိုက်တဲ့ပြဿနာပါ။အထူးသဖြင့်မြေနေပိုင်းတွေနဲ့ကင်ရန်ဒေတာတွေမှာစီကံမရှိပဲမြို့ပြတွေတိုးချဲ့လာကြတာအဆောက်အုံတွေဆောက်လုပ်လာကြတာဟာရေကြီးမှုအန္တရာယ်ကိုပုံမှန်ဆိုးရွားစေပါတယ်။၂025ခုနှစ်ဩဂုတ်လကပြုလုပ်ခဲ့တဲ့လေလာမှုတစ်ခုအရမြေယာအုံချမှုပုံစံတွေပြောင်းလဲလာတာကြောင့်တဘာဝအတိုင်း ရေစိမ့်ဝင်နိုင်တဲ့မြေကြီးတွေတစ်တောတွေပျောက်ကွယ်သွားပြီးနေရာတကာမှာရေမစိမ့်ဝင်နိုင်တဲ့ကွန်ကရစ်မျက်နှာပြင်တွေကြီးဖြစ်ပေါ်လာပါတယ်။ဒါကြောင့်မိုးရွာလိုက်တာနဲ့ရေတွေဟာမြေကြီးထဲကိုမစိမ့်ဝင်နိုင်တော့ပဲအားလုံးဟာမြစ်တွေချောင်းတွေတဲကိုဒလဟောစီးဝင်ပြီးရေရှမ်းမှုတွေကိုဖြစ်စေတော့တာပါပဲ။ဒီပြဿနာတွေထဲမှာတရားမဝင်တစ်ခိုးထုံမှုတွေလိုလူသားတွေရဲ့လုပ်ရက်တွေလည်းပါဝင်ပါတယ်။တောင်တွေပေါ်မှာတစ်ပင်ကြီးတွေတစ်တောတွေမရှိတော့တဲ့အခါမိုးရွာသွန်းမှုရဲ့ဒဏ်ကိုဓာတ်ရိုက်ခံရပြီးမြေပြိုမှုတွေရေလွှမ်းမှုတွေ ပုံမလွယ်ကူစွာဖြစ်ပေါ်လာရပါတယ်။အစိုးရကရေလွှမ်းမှုမှုကာကွယ်ရေး project တွေမလုပ်တာတော့မဟုတ်ပါဘူး။လုပ်ပါတယ်။ဒါပေမဲ့အဲ့ဒီ project တွေဟာထိရောက်မှုမရှိဘူးဆိုပြီးဝေဖန်မှုတွေအများအမ်းရှိနေခဲ့ပါတယ်။အတိတ်ကာလကရေကာကွယ်ရေး project တွေနဲ့ပတ်သက်ပြီးအကျင့်ပြတ်ခြားစားမှုအရှုပ်တော်ပုံတွေဖြစ်ခဲ့တာကြောင့်ပြည်သူလူထုရဲ့ယုံကြည်မှုကိုယိုနယ်စေခဲ့ပြီးရေကြီးမှုရဲ့အရင်းခံအကြောင်းတရားတွေကိုဖြည့်ရှင်းရမှာစနစ်ပိုင်းဆိုင်ရာအားနည်းချက်တွေရှိနေတာကိုမိမောင်းထိုးပြသလိုဖြစ်နေပါတယ်။ ဂျိုဒင်တတိပိတ်စနစ်တွေရှိပေမဲ့လည်းတခါတရံမှာပြည်သူတွေဟာမုံတိုင်းရဲ့ဗဟိုလမ်းကြောင်းကိုပဲအာယုံဆိုင်နေတဲ့ပြီးမုံတိုင်းရဲ့အပြင်ဘက်မိုးတိမ်တိုက်တွေကယူဆောင်လာနိုင်တဲ့ကြီးမားတဲ့ရေပေးအန္တရာယ်ကို short track မိတတ်ကြတာလည်းပြဿနာတစ်ခုအဖြစ်ရှိနေပါတယ်။ဒီမုံတိုင်းတံကိုအပြင်းထန်ခံစားလိုက်ရတဲ့နေရာတစ်ခုကတော့ကာနိုအမ်လို့ခေါ်တဲ့ကန်ယူရန်ရက်ွက်လီတစ်ခုပါ။ဒေသခံအာဏာပိုင်တွေရဲ့ပြောကြားချက်အရကာနိုအမ်မှာနိုင်ပိုင်းတွင်ရေတွေဟာအန္တရာယ်ရှိတဲ့အဆင့်ထိလျင်မြန်စွာမြင့်တက်လာခဲ့ပြီးပြည်သူအများပြားသူတို့ရဲ့အိမ်တွေထဲမှာပိတ်မိသွားခဲ့ကြပါတယ်။ အမည်မဖော်လိုသူဒေသခံတူကရေကရမ်းမြန်မြန်တက်လာတာကျွန်တော်တို့ရဲ့အိမ်နီးချင်းတွေအများကြီးဟာကဲတဲ့သူတွေကိုစောင့်ဖို့အတွက်အိမ်ခေါင်မိုးပေါ်တွေကိုတက်ပြေးခဲ့ရတယ်လို့ကြည်ကွဲစွာပြောပြခဲ့ပါတယ်အထူးသဖြင့်တက်ကြီးရွယ်ဦးတွေနဲ့ကလေးငယ်တွေဟာသူတို့ဘာသာသူတို့ဘေးလွတ်ရာစီမရွှေ့ပြောင်းနိုင်တဲ့အတွက်အခြေအနေဟာပိုပြီးစိန်ခေါ်မှုကြီးမားခဲ့ပါတယ်မုံတိုင်းရဲ့နောက်ဆက်တဲ့တန်တွေကလည်းကြောက်ခမန်းလိလိပါပဲဥပမာအားဖြင့်ကာနိုအန်လိုရေလွှမ်းမှုမှုအပြင်းထန်ခံလိုက်ရတဲ့ဒေသတွေကပြည်သူတွေဟာ တို့ရဲ့နေအိမ်တွေနဲ့ပစ္စည်းအုပ်စာတွေကိုဆုံးရှုံးယုံနေမှာပဲတို့ရဲ့အတံမွေးဝမ်းကြောင်းလုပ်ငန်းတွေကိုပါလုံးဝနှိပါပျက်စီးသွားခဲ့ရတာကိုကြုံတွေ့ခဲ့ရပါတယ်ဒီဒေတာကန်ရဲ့အများစုဟာငါးဖန့်လုပ်ငန်းကိုအဓိကမှီခိုအားထားပြီးနေထိုင်ကြသူတွေပါမုံတိုင်းတန်ကြောင်ရေစီးရလာပြင်းထန်လုံးတဲ့အခါတို့ရဲ့အရင်းအနှီးဖြစ်တဲ့ငါးဖန့်ဆက်လီတွေပိုက်ကွန်တွေနဲ့ကရိယာပစ္စည်းတွေအလုံးကိုရေတွေကမျောပါယူဆောင်သွားခဲ့ပါတယ်အရင်းအနှီးနေပါပြီလက်လုတ်လက်စားသမားတွေဖြစ်တဲ့အတွက်တော့တို့တို့အတွက်ဒီဆုံးရှုံးမှုဟာမသေးပါဘူး ပြန်လဲထူထောင်ရေးလန်ခီဆိုတာလည်းအလွန်ရှည်လျားပြီးခက်ခဲကြံ့တမ်းမဲ့ခရီးတစ်ခုဖြစ်လာမယ်ဆိုတာသိကြနေပါဗျ။အခုချိန်မှာတော့အပူပိုင်းမုန်တိုင်းရာမေးဟာသူ့ရဲ့ခံမှန်းထားတဲ့လမ်းကြောင်းတိုင်းဆက်လက်ရွေးရှားနေသေးဖြစ်ပါတယ်။ဖိလစ်ပိုင်ပြည်သူတွေကိုလည်းနိုင်ငံရဲ့မိုးလေဝသဌာနဖြစ်တဲ့ပါကာစာနဲ့ဒေတာဆိုင်ရာဘေးရန်ရဲ့စီမံခန့်ခွဲရေးယုံတွေကနေထုတ်ပြန်တဲ့တရားဝင်သတိပေးချက်တွေကိုအမြဲတမ်းနှားဆွင့်ပြီးလိုက်နာကြဖို့အစိုးရကတိုက်တွန်းထားရပါတယ်။လက်ရှိမှာတော့မုန်တိုင်းတန်တဲ့ပြည်သူတွေအတွက်ချက်ချင်းလိုအပ်တဲ့ကေဒရေးနဲ့ထောက်ပံ့ရေးလုပ်ငန်းတွေကို ပူဇော်ပေးအာရုံစိုက်ပြီးအစိုးရကအချိန်ဟုန်မြင့်လှုပ်ဆောင်နေရပါတယ်။အထူးသဖြင့်မြို့တော်မနီလာလိုလူဦးရေထူထပ်တဲ့မြို့ပြဒေသတွေအတွက်မိုးရေအများပြားကိုအချိန်တိုအတွင်းထိရောက်စွာလက်ခံနိုင်ပြီးလင်းမြန်စွာဆွန့်ထုတ်နိုင်မယ်။ပုံမိုခင့်မီကောင်းမွန်တဲ့ရေနုံမြောင်းစနစ်တွေကိုအကြီးအကျယ်ရင်းနှီးမြှုပ်နှံဖို့လိုအပ်နေပါတယ်။လက်ရှိစနစ်တွေကမလုံလောက်တော့ပါဘူး။ပင်လယ်မြေတပ်မှုနဲ့မုန်တိုင်းဒီရေလိုင်းတွေရဲ့အန္တရာယ်ကနေကမ်းရိုးတန်းဒေသတွေကိုကာကွယ်ပေးနိုင်ဖို့အတွက်တဘာဝနီးလန်းတွေနဲ့အင်ဂျင်နီယာနီးလန်းတွေကိုပေါင်းစပ်အသုံးပြုရပါမယ်။ ဥပမာအဖြစ်တဘာဝကာဝေးရေးအားဖြစ်တဲ့ဒီအေဒေါ်တွေပြန်လဲစိုက်ပြူတာလိုအပ်တဲ့နေရာတွေမှာပင်လယ်ကာဒတိုင်းတွေကိုခိုင်ခိုင်မာမာတိဆောက်တာ စားတဲ့နီလန်းတွေကိုအကောင့်ထဲပေါ်ရပါမယ်။မုံတိုင်းတန်ရေကြီးမှုနဲ့မြေပြိုမှုအန္တရာယ်သတိပေးချက်တွေကိုပြည်သူလူထုစီပုံမိုလှိမ့်မြန်စွာပုံမိုရှင်းလင်းစွာနဲ့ပုံမိုထိရောက်စွာပေးပို့နိုင်မယ့်စနစ်တွေကိုအဆင့်မြင့်တင်ရပါမယ်။ဒါအပြင်ဘေးအန္တရာယ်မကျရောက်ခင်ကြိုတင်ပြင်ဆင်တုံ့ပြန်နိုင်အောင် ပြည်သူတွေကိုပုံမှန်လေ့ကျင့်ခန်းတွေနဲ့အသိပညာပေးမှုတွေလှုပ်ဆောင်ပေးဖို့အရေးကြီးပါတယ်။ တဘာဝဘေးအန္တရာယ်အန္တရာယ်ရှိတဲ့နေရာတွေမှာလူနေအိမ်တွေအဆောက်အုံတွေဆောက်လုပ်ခွင့်ကိုတင်းတင်းကြပ်ကြပ်ကန့်သတ်တာမျိုးပြုလုပ်ရပါမယ်။ဒါအပြင်တဘာဝအတိုင်းရေလွှမ်းမှုမှုကိုကာဝယ်ပေးနိုင်တဲ့တစ်တော်တွေစိတ်မြေတွေနဲ့မြစ်ဝှမ်းဒေသတွေကိုလည်းကာဝယ်စောင့်ရှောက်ဖို့စီမံကိန်းတွေရေးဆွဲအကောင့်ထည့်ဖော်ရပါမယ်။ဒီကုန်းချုပ်အဖြစ်ရေရေပြန်ကျသွားတဲ့အခါပြည်သူတွေဟာသူတို့ရဲ့ဘဝကိုပြန်လည်ထူထောင်ဖို့ကြိုးစားရတော့မှာပါ။ဒါပေမဲ့ကာနိုအန်လိုနေရာတွေကကြုံတွေ့လိုက်ရတဲ့ခါးသီးတဲ့အတွေ့အကြုံတွေဟာရာသီဥတုပြောင်းလဲမှုရဲ့ကြီးမားတဲ့ချိန်ချောက်မှုအောင်မှာ ုံပုံကြန့်ခိုင်ပြီးလုံခြုံတဲ့လူအဖွဲ့အစည်းတစ်ခုဖြစ်လာအောင်တည်ဆောက်ဖို့အတွက်ဒေသဆိုင်ရာနဲ့အမျိုးသားဆင်အာဏာပိုင်တွေအားလုံးကိုအားကောင်းတဲ့တွန်းအားတစ်ခုအဖြစ်တောင်းဆိုလိုက်တာပဲဖြစ်ပါကြောင်းတင်ပြရင်းနဲ့ညီကုန်းချုပ်လိုက်ရပါတယ်။အားလုံးပဲကိုစိတ်နှပြချမ်းမာချမ်းသာကြပါသည်ခင်ဗျာ။